မီးဖြစ်သူဖွဖွေးကရှုပ်တယ်ဆိုတဲ့စကားလုံးကိုတုံ့နှုံခဲ့တဲ့ဝန်ထမ်းအပေါ်မှာပိုးချပြုခင်ရဲ့ခင်မုံဖြစ်သူအကိုထွန်းကကိုတိလက်ရောက်ထိုးကျိတ်ခဲ့တဲ့အပြင်အလောက်ကနေလည်းချက်ချင်းထုတ်ပစ်ခဲ့တာကြောင့်လုံးဝမကျေနပ်ကြောင်းပြောလာခဲ့တဲ့ရန်နာပီကေထွန်းဆိုင်မှာလုပ်ခဲ့သူဝန်ထမ်းအမျိုးသားကောင်းလေးဝန်ထမ်းမြတ်ကိုလက်ပါတာပါနော်ကျွန်တော်ထိုးတာပါနော်ကျွန်တော်ထိုးတာလုံးဝမကျေနပ်ပါဘူးရန်နာပီကေထွန်းစိန်ဆိုင်ပိုင်ရှင်အကိုထွန်းထွန်းကကျွန်တော်ထိုးတာပါကျွန်တော်ထိုးပြီးဇူးတီမောင်းချပါတယ်နော်ဇူးတီဆွဲအတင်းတွေကိုပဲထွက်တော့ထွက်တော့ငါတို့မှသာမင်းဆက်ကွက်မမြင်ချင်ဘူးဇူးတီပြောရရင်နော်ကျွန်တော်လုံးဝထိုးတာပါလုံးဝမကျေနပ်ပါဘူးအဲ့ဒါ ပြီးတော့ကျွန်တော်ကိုလည်းကျွန်တော်မိသားစုမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့နိုင်ပိုင်းအတွင်းကရန္နာပြည်ကထွန်းဆိုင်ဆိုင်မှာအလုံးလုံးရာကနေပြဿနာဖြစ်ပြီးတော့အလုံးထလာခဲ့ရသူဝန်ထမ်းမျိုးသားကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖြစ်စဉ်အသေးစိတ်ကိုပြောပြလာခဲ့ပြီးငွေရှိကုန်ရှိတဲ့ဟူဆိုကကိုတိလက်ရောက်ထိုးချိတ်ခဲ့တဲ့အပြင်မိသားစုကိုပါချိန်ချောက်ခဲ့တာကြောင့်ပိုးချိုက်ပြူခင်ရဲ့ယောက်ျားဖြစ်သူအကိုထွန်းကိုလုံးဝမကျေနပ်ကြောင်းပြောကြားလာခဲ့တာဖြစ်ပါတယ် ဖြစ်စဉ်ကတော့အဆိုပါဆိုင်ဝန်ထမ်းကောင်လေးဟာလုပ်ငန်းနဲ့ပတ်သက်တဲ့ TikTok ဗီဒီယိုရှိုက်ကူးနေစဉ်အကိုထွန်းရဲ့သမီးအလက်ဖြစ်သူဖွဖွေးကအရှိကနေဝင်ရှုံနေတာကြောင့်ဝင်မရှုံနဲ့ဆိုပြီးတော့ပြောခဲ့ရာကနေပြဿနာတက်ခဲတာလည်းဖြစ်ပါတယ်။အဆိုပါ TikTok ဗီဒီယိုရှိုက်ကူးနေစဉ်ဖွဖွေးကအရှိကနေခဏခဏဖျက်ရှောက်ခဲ့တာကြောင့်ဗီဒီယိုထဲမှာပါသွားခဲ့တာဖြစ်ပြီးအဆိုပါဗီဒီယိုကို TikTok ပေါ်မှာတင်ခဲ့တဲ့အပေါ်ဆိုင်ရှင်ဖြစ်သူပို့ချပြုခင်ကသားသမီးတွေပါတဲ့ဗီဒီယိုကိုလုပ်ငန်း page မှာတင်လို့မရကြောင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါဝန်ထမ်းကောင်လေးကသူ့ကိုအခုလိုပြောခဲ့တဲ့အပေါ်မကျေနပ်ဘူးဆိုတဲ့အကြောင်းဆိုင်ထဲမှာလိုက်ပြောရာကနေအကိုထွန်းကတိသွားခဲ့ပြီးဖွဖွေးကလိုက်ရှုံနေတာဆိုတဲ့ဇာတ်ကားအပေါ်မှာမကျေနပ်တာကြောင့်အဆိုပါဝန်ထမ်းကိုထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဝန်ထမ်းကောင်လေးကတော့လုံးဝကျေနပ်မှာမဟုတ်ဘူးလို့ပြောကြားထားတာလည်းဖြစ်ပါတယ်။ဝန်ထမ်းတရားကိုလက်ပါတာပါเนาะကျွန်တော်ကိုထိုးတာပါเนาะကျွန်တော်ကိုထိုးတာလုံးဝမကျေနပ်ပါဘူး။ယတနာပီကေတုံးစိန်ဆိုင်ပိုင်ရှင်အကိုထွန်းထွန်းကကျွန်တော်ကိုထိုးတာပါ။ကျွန်တော်ကိုထိုးပြီးဇူးတီမောင်းချပါတယ်เนาะအဇူးတီဆွဲအတင်းတွေကိုပဲ ထွက်တော့ထွက်တော့ငါတို့မှသာမင်းစောက်ကွက်မမြင်ချင်ဘူးဇုတ်တေပြောရရင်တော့ကျွန်တော်ကိုလုံးဝထိုးတာပါလုံးဝမကျေနပ်ပါဘူးအဲ့ဒါဒီကျွန်တော်တို့လည်းကျွန်တော်မိသားစုလည်းချင်းချောက်ပါလေမိမိသားစုကြီးရောမင်းတို့ကဘယ်လိုလုပ်ပြီလို့ရရဆိုကျွန်တော်တို့ချင်းချောက်ပါလေနော်ကျွန်တော်တို့လုံးဝချင်းချောက်ပါလေဒီမှာနော်ဒီ TikTok ပါနော်ဒီ TikTok ကိုကျွန်တော်ကဟော့ပေါ်စားတဲ့ဟော့ပေါ်စားသွားတဲ့နေ့ညနေပေါ့နော်ညနေကျွန်တော်တို့အလုပ်ကြီးအလုပ်ပြီးသွားပြီအလုပ်ပြီးသွားကျွန်တော်ဟော့ပေါ်စားသွားမယ်ဆိုတော့အပြင်ဝယ်စားလဲလဲပြီးကျွန်တော် TikTok ရိုက်နေတာရိုက်နေတာကမှဖွေးဖွေးရနေပြီးတော့ရှေ့ရနေလိုက်ရှုပ်တာရှုပ်တယ်ကျွန်တော် ဖွင့်ဖွင့်မရှုံနဲ့ရှက်နေဖဲ့ပေးလို့ပြောတာမရဘူးကျွန်တော်၃လေးခေါက်ရတယ်၃လေးခေါက်တော့ तू က ရှိရနေလိုက်လျှောက်တာချိုးချိုးရိုက်ရိုက်ပြီးတုံးဖို့ရိုက်ပြီးတော့ကျွန်တော်ကသွားကြမယ်ဆိုသွားလိုက်တာတော့ကြာအဲ့တုံးဖို့ကြံနေရအဲ့တုံးဖို့တော့မှသူ့ပါနေပါတော့ကြကျွန်တော်အဲ့ဒီဟာလေးကိုတင်လိုက်တာတင်လဲတင်ပြီးတော့အမအမြင်တော့အချိန်မှာမပိုးချယူခဲ့ရင်ဒါလေးကိုမြင်သွားအချိန်မှာမြင်လဲမြင်သွားတော့အဲပြည့်ရဲ့ဆိုင်ပြည့်ရဲ့ messenger မှာကျွန်တော်ကိုလာပြောတာအဲဒီဝန်ထမ်းညီနဲ့ကလေးညီနဲ့ passenger နဲ့ကောက်မှာတင်ခွင့်မရှိဘူးလို့လာပြောတယ်ပြောတော့ပြောတော့ကျွန်တော်ကအဲ့ဒါကိုဟုတ်ကဲ့ဟုတ်ကဲ့လို့ပြောလိုက်တယ်အမကိုပြောလဲပြောပြီးတော့ကျွန်တော်ကအဲဆိုင်ထဲမှာပြောတာပေါ့အဲကိုလည်းမဟုတ်ဘဲနဲ့ကိုလည်းဘာမှမလုပ်ရဘဲမျိုးပေါ့နော် ကိုလည်းဘာမှမလုပ်ရဘဲနဲ့အဲ तू ကလာရှုပ်တဲ့ဟာကိုအဲကို့ပြောခံရလုံးဝမတန်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်အဲ့လိုပြောတာပြောလဲပြောပြောဒီနေ့ကျတော့ကိုတို့လုံးရမင်းကလည်းအဲ့လိုမျိုးပြောရလားမင်းကငါသမီးကိုအဲ့လိုမျိုးပြောရတယ်မင်းကဘာကောင်လို့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ကျွန်တော်လာပြောတာပြောလဲပြောဟုတ်တယ်ကျွန်တော်ကလို့တစ်တော့တစ်တော့ရိုက်နေအောင် तू ကလာရှုပ်တာအဆိုရင်မင်းကလည်းမပိုင်ဟာတင့်လေးတဲ့မပိုင်ဟာဒီကျွန်တော်သုံးပုံလုံးရိုက်တာသုံးပုံလုံးပါနေရရမ်းမဲတင့်လိုက်တာလို့အဲ့လိုပြောတာပြောလဲပြော तू ကကျွန်တော်နောက်ကတ်လာပြီမင်းကဘာကောင်မလို့နဲ့ကျွန်တော်ကိုထိုးလို့လောက်တာအဲ့နဲ့ကျွန်တော်မထိုးနဲ့တော့ကျွန်တော်ထိုးရမလို့ထိုးရထိုးကြည့်လို့ပြောတာအဲ့ဒါ तू ကျွန်တော်ထိုးချလိုက်တာ ကျွန်တော်ဒီနောက်ထုတ်ချလိုက်တာပါနော်ထုတ်ရထုတ်လိုက်ပြီးပြီးလဲပြီးတော့မင်းဘာလို့မှငါမင်းစောက်ကွက်ကိုမမြင်ချင်ဘူးလဲမင်းနဲ့အခုချက်ချင်းနဲ့စိုင်းနေရထွက်သွားတယ်အဲ့ဒါနဲ့အင်းထွက်သွားမယ်လို့ကျွန်တော်လာစာရှင်းပေးလို့ပြောပြီးသူကလာစာရှင်းပေးတာရှင်းလဲရှင်းပေးပြီးတော့ဘယ်လိုလုပ်လဲဆိုတော့မင်းစောက်ကွက်ကိုမမြင်တော့ဘူးလားဘာလို့မှငါမင်းထွက်လိုက်တော့ပြီးရင်လည်းမိမနဲ့ကြိုက်တဲ့နေရာကြိုက်တယ်လို့ရှင်းလို့ရတယ်ပြီးလဲပြီးတော့ မိမိသားစုကဒုက္ခပေးလို့ရတယ်မင်းသူ့ရဲ့လိမ့်စာကိုကသိရမလားသူ့ဘယ်မှာနေရဘယ်မှာလိမ့်စာရှိရသိရမလားဟုတ်ကဲ့ရရလို့ကျွန်တော်လိမ့်စာကျွန်တော်ပေးအောင်ပေးခဲ့လိုက်မယ်ကျွန်တော်ဘာမှမှားလို့ထားမှာမဟုတ်ဘူးချက်သူလိုလို့လို့ရတယ်အေးမိမိသားစုကဒုက္ခပေးလို့ရတာဖြစ်တယ်ကိုသိလာတယ်မင်းလည်းဘာဖြစ်တယ်ဘာဖြစ်တယ်ကျွန်တော်ပြောပြောမောင်းချတာသူတည်မောင်းချကျွန်တော်လည်းထွက်လာထွက်လာအခုလုံးဝဝန်ထမ်းအပြောင်းနဲ့ပိုင်ရှင်ကြောင့်လည်းဘလို့ပဲပြဿနာဖြစ်နေပြီလေကိုထီးလေးရလောက်စားကြောင်းတချမ်းမှမရှိဘူးကျွန်တော်ကိုကိုထီးလေးရလောက်တာလုံးဝမတင်နဲ့ပါဘူးနော်ကြီးနိုင်ငံချင်းလောက်တာပါဒါလုံးဝ ကြီးနိုင်ငံကြီးလောက်တာပါလုံမဟုတ်မတရားမှုပါเนาะလုံမဟုတ်ကျွန်တော်လုံမဟုတ်တင်းညွှတ်ခံနေပါဘူးကျွန်တော်လာတက်သွားလို့ကျွန်တော်တည်သွားခဲ့ရင်တော့ကျွန်တော်ကကြော်နေဦးမှာเนาะလုံမဟုတ်မကျင်တတ်ပါဘူးเนาะ